2025ခုနှစ်ဒီဇင်ဘာလစက်တင်ဘာလရီမှာအောင်စီအောင်မောင်းနဲ့စစ်ချီတေးဟုဆိုကစစ်ခရောင်မှုတ်တန်နဲ့စစ်မီဟီတန်ကိုကြားရဖို့ရှိပါတယ်2025ဒီဇင်ဘာလစက်တင်ဘာလရီမှာအလန်တော်ကိုကြည်လားအတန်ကိုနားဆွင့်အောင်စီအောင်မောင်းနဲ့အလန်တော်လွင့်ပြီးစစ်ချီတေးဟုဆိုကစစ်ခရောင်မှုတ်တန်နဲ့စစ်မီဟီတန်ကို ကြာရပို့သူတို့တော်လည်းရခံကြရှိနော်ဆိုတော့နောက်25နဲ့ဒီဇင်ဘာနဲ့စက်တင်ဘာတွေမှာလေသူကတော့ជីជីတိတ်တိတ်ပြောထားတာပေါ့နော်သူ့လေတန်းကိုနားထောင်နေကျွန်မမရေမိအောင်နည်းနည်းစိတ်ကိုထိန်းထားရတယ်သူပြောတယ်စက်တင်ဘာလကိုတလားလုံးစမ်းစစ်ကြည့်ရခါကြတော့ကျမမြမတက်မတော်ရဲ့အောင်ဝဲသတင်းတွေပဲကြားရတယ်။မြမတက်မတော်ရဲ့အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွှတ်ထိုးတဲ့သတင်းတွေဒါတွေ့နေရတယ်။အထူးသဖြင့်ရှမ်းမြောက်ဒေသမှာတက်မတော်ကအောင်လန်လွှတ်ထင်းပြီးတော့ နော်ကျန်းသာအချမ်းဖတ်သမားတွေရန်ကြောင့်ဒီတင်းကြီးအကုန်လုံးမှာတက်မတော်ကအောင်ပွဲဆင်ပြီးတော့အချမ်းဖတ်သမားတွေခွေးတွေဝက်တွေတင်းနေတာပဲတွေ့မြင်ရပါတယ်ဆိုတော့ပုံကြုံအမျိုးရုပ်မြက်ကြော်ပြောတဲ့2025ဒီဇင်ဘာမှာအောင်စီအောင်မောင်းတဲ့ဆက်ခရာတွေဘလို့မှုတ်ပြီးတော့စင်မင်းတွေဘလို့အီမလဲဆိုတာဟာဆက်လက်ဆောင်ရွက်ကြည့်ရှုနေပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့လူမြက်ကြော်ရဲ့အပြောနဲ့အလုံမြင်သည့်အပေါ်မပူတူဝေဖန်လိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ။ 2025ခုနှစ်ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာအောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုဆိုကစစ်ခရာမှုတ်တန်နဲ့စင်မီဟီတန်ကိုကြားရဖို့ရှိပါတယ်2025ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာအလန်တော်ကိုကြည်တာအတန်ကိုနားဆွအောင်စီအောင်မောင်းနဲ့အောင်လန်တော်လွင့်ပြီး စစ်ကြည်တွေကိုဆိုကစစ်ခရာမှုတန်နဲ့စစ်မြေဟိတန်ကိုရှားရဖို့သူတို့တော်လည်းရဟန်ကြရှိပါလားလက်ဖြောက်လေးတီးလိုက်အံလေးကြိတ်လိုက်အင်းဒီလက်မောင်းစားလေးဆွဲတင်ပြီးလက်တီးလက်မောင်းတန်းလိုက်နဲ့လေတန်ကဇယူးလို့လို့တပင်ယူးလို့လို့နဲ့အမှန်တကယ်တော့ဘဝင်ယူးဘလို့ဘဝင်ယူးတာလဲဆိုတော့တခုလက်ကတဝက်လှပြီးတော့ယူးနေကြတာ တကူကဘာလို့လဲဆိုတော့ NLD မဲခိုးတဲ့တကူ NLD လက်ထဲကနေ CRB NUG ကသူတို့ကိုသူတို့တရားဝင်အစိုးရပါဆိုပြီးတော့ထပ်ပြီးခိုးတယ်တကူလက်ကတဝက်လူတယ်ဟောအဲ့ဒီ CRB NUG လက်ထဲကနေပြီးတော့ဒီဘုံကျုံအမျိုးရုပ်မြက်ကြော်တို့အဖွဲ့က NRA ဆိုပြီးထပ်ဖွဲ့ပြီးထပ်ပြီးတော့လူကြတယ်ဘဝင်ယူတွေအဖွဲ့နော်ဆိုတော့2025နဲ့ဒီဇင်ဘာနဲ့စက်တင်ဘာတွေမှာတဲ့သူကတော့ကြီးကြီးထင်ထင်ပြောထားတာပေါ့နော်သူ့လေတန်းကိုနားထောင်ပြီးကျွန်မမရေမိအောင်လည်းစိတ်ကိုထိန်းထားရတယ် သူပြောတယ်စက်တင်ဘာလကိုတလာလုံးစမ်းစစ်ကြည့်တဲ့အခါကျတော့ကျမတို့မြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းတွေပဲကြားရတယ်။မြန်မာတက်မတော်ရဲ့အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွှင့်ထူတဲ့သတင်းတွေသာတွေ့မြင်ရတယ်။အထူးသဖြင့်ရှမ်းမြောက်ဒေသမှာတက်မတော်ကအောင်လန်လွှင့်ထင်ပြီးတော့နော်အချမ်းထအချမ်းဖတ်သမားတွေရန်ကြောင့်ဖျက်ဆီးထားတဲ့မြို့ရွာတွေပိတ်ခင်းရတဲ့စာတင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီးခရီးတငယ်တွေရဲ့ပညာရေးကျန်းမာရေးပြည်သူလူထုရဲ့အခြေခံလူမှုဘဝတွေကိုပြန်လည်လဲပတ်ပေးနိုင်တာပဲတွေ့ရတယ်။ ်ပြီးဒါဆိုရင်အခုလက်ရှိအခြေအနေကဘယ်လိုရှိနေသလဲကျွန်မတင်တဲ့ပုံဖတ်ပြမယ်။နထိုးကြီးမှာရက်20ကျော်ကြာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်နဲ့တီတာယူမုံတို့ပူးပေါင်းထားတဲ့အင်အား200ခန့်က PDF စကန်နှစ်ခုကိုတင်စီသွားကြပါတယ်။မတီတာယူမုံဆိုလို့ရှိရင်အဲ့ဒီမြင်းချံဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ယောက်ျားတံမဲ့အချိန်မစည်းတဲ့ကောင်လေးကအရှင်ဖမ်းမယ်လို့အသေးဖမ်းမယ်လို့ခဏခဏပြောနေတာ။ နော်တော်ကြနေမတိလာရွေးမွန်ကားကိုဂျားဖြက်ကဂျားဖြက်မိုင်းဆွဲတိုက်ခိုက်လိုက်ပါပြီလို့ခြုံကူတိုက်ခိုက်လိုက်ပါပြီလို့တိတာရွေးမွန်ကဆန့်ငင်ဆန့်ငင်ဖြစ်နေပြီလို့အေးပေါ်ချင်းနေဖြစ်နေပြီလို့တူတူပဲယောက်ျားတာမယ်ဖခစကားပြောခဲ့ကြတာနော်အခုကျတော့နှထိုးကြီးမှာတက်မတော်နဲ့မတိလာရွေးမွန်ဦးဆောင်နေပြီသူစစ်တပ်ဖွဲ့တွေစစ်ကြောင်းထိုးနေပြီ PDF စကန်တွေတိမ့်စီရရှိထားပါတယ်ဆိုတော့အဲ့ဘူမိုက်ခဲတို့ဘိုတက်ကြီးတို့ဒီကောင်တွေကိုမတိလာရွတ်မွန်ပောက်တဲ့တေးဒီနေ့၃ခွက်လောက်ပုံမှန်တိုက်ပေးရမယ် ဒီကောင်လေးအဆင့်ကယောဂကျွန်းနေပြီဆိုတော့တနေ့တစ်ခွက်နဲ့တော့မရဘူးတနေ့သုံးခွက်လောက်ပုံမှန်တိုက်ပေးရမယ်။နော်ဆိုတော့အဲ့ဒီလိုတက်မတော်ရဲ့အောင်ပွဲသတင်းပဲကြားရပါတယ်။နောက်ထပ်ချင်းပြည်နယ်မှာတော်ဝိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်ကောင်စီတပ်က၄ချောင်းမှနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုပ်နေပါတယ်တဲ့။ DBB မှာရေးသားဖော်ပြကြတယ်။ ကျွန်တော်ချင်းပြည်နယ်မှာလည်းတက်မတော်ကသူတို့အကြမ်းဖက်သမားတွေရှိရဲ့နေရာမှန်သမျှကိုတက်မတော်ကလေးချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေနိုင်တယ်တက်မတော်ကလေးချောင်းကနေရှင်းလင်းပေးနိုင်တယ်တက်မတော်ကထိုးစစ်ဆင်နိုင်နေတယ်မြို့မှာတက်မတော်ရဲ့အောင်ပွဲသတင်းသာကြားရတယ်နောက်တစ်ခုစလင်းကြီးနယ်ထဲမှာစေအုပ်စုကတဲ့အုပ်စုနှစ်စုခွဲပြီးတော့ ဖွဲနှစ်ဖွဲခွဲပြီးတော့ရွာစင်ပတ်မွေကစိတ်ကြောင်ထိုးနေတာကြောင့်ဒေသခံပြည်သူတပေါင်းဝဲကျော်စစ်ပီးတင်းရှောင်နေရပြီးအရေးပေါ်စာနိုင်ကိခါနဲ့စေဝါအကူအညီတွေလိုအပ်နေပါတယ်တဲ့ပြည်ဖြစ်မီရ MFB မှာရေးသားဖော်ပြရတယ်။ဒီစကိုင်းတိုင်းမှာလည်းတက်မတော်ကထိုးစည်းစင်တဲ့အတွက် PDF တွေနဲ့သဘုံမရနဲ့သဘုံသားတွေခွေးပြွက်ပြင်းပြင်းနေတဲ့တဲ့င်းပဲကြားရတယ်။နောက်ထပ်မော်ရွာနဲ့မန္တလေးလမ်းကအန်ဥကြီးဂိတ်ကလွှဲရင်ကျန်တဲ့ဂိတ်တွေအလုံးပိတ်သိမ်းဖို့ခရင်ပကဖကညွှန်ကြားပါတယ် တရောင်းသားချင်းချင်းခွဲစောက်ခုတ်တယ်ဆိုတာဒါမျိုးကိုခေါ်ပါတယ်။နော်ထပ်ပြီးပြောပါမယ်။မုံရွာနဲ့မန္တလေးလမ်းမှာတဲ့ NUG ရဲ့ဂိတ်ကလွင်ရင် gate ရပတ်စံတောင်းတဲ့နော်အုံးပေတဂိတ်အဲ့ဒီဂိတ်ကြီးကလွင်ရင်ကျန်တဲ့ gate တွေအကုန်လုံးပိတ်ရမယ်လို့ခရိုင်ပကဖကညွှန်ကြားတယ်ဆိုတာတရောင်းသားချင်းချင်းခွဲစောက်ခုတ်တယ်လို့ခေါ်ပါတယ်။နောက်ထပ်တည် စစ်ကောင်စီနေပြည်တော်နဲ့ရခိုင်ပြည်တန်တွင်းနဲ့ကွာမြို့နယ်အနီးကပင်လယ်ပြင်မှာငါးဖမ်းခွင့်ကိုအေအေကအကန့်အသတ်မရှိပိတ်ပင်လိုက်ပါတယ်ဆိုတော့ရခိုင်ပြည်တန်တွင်းနဲ့ကွာမှာလည်းတပ်မတော်ကစီးရေလှုပ်ရှားမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ဖတ်ပြပါမယ်ချောင်းမြို့နယ်ဘုံတို့ရဖြစ်စဉ်ဟာပြည်ပဆိုင်ရာစစ်ရွာစုမှု ဖြစ်ပြီးတော့စစ်အုပ်စုအနေနဲ့တာဝန်ခံရမယ်လို့လူခွေရေးတကြလှုပ်ရှားတဲ့သူတွေကပြောပါရဲ့တဲ့ တကယ်လို့ခမားတို့ကတော်လန်ပုံကံမယ်ဆန္ဒပြမယ်ဆိုရင်ဘာကြောင့်ကလေးတွေကိုလူသားတိုင်းအဖြစ်ခေါ်ခဲ့တာလဲဘာကြောင့်လူမမယ်ကလေးတွေကိုလူသားတိုင်းအဖြစ်အသုံးချခဲ့တာလဲဒီအတွက်ခမားတို့တောင်းရင်ခံရမယ်အဲ့ဒီ၆ဦးမြို့နယ်ဘုံတို့ရဖြစ်စဉ်နဲ့တစ်ချိန်တည်းမှာပဲရန်ကုန်မှာစီရင်ပြမဲ့ရှိခုကိုရန်ကုန်တိုင်း PD ရဲ့အဖွဲ့ကရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့ခင်ဗျားတို့ BBC မှာ ရေးသားဖော်ပြတယ်ခင်ဗျားတို့အောင်ပွဲခံတယ်ခင်ဗျားတို့ပြောတယ်စီရီပြည့်မဲ့၈ခုဆိုတာကရက်ကျင်းအုပ်ချုပ်ရေးမှုယုံနေဖြစ်တယ်ရက်ကျင်းအုပ်ချုပ်ရေးမှုယုံနေဆိုတာကလက်နက်မဲ့အရသားပြည်သူတွေကိုတရားဥပဒေစိုးမိုးရေးအတွက်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာဖြစ်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာကိုခမားတို့ကစိတ်ရည်ပြတ်မှတ်လို့အတုံးချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါစစ်ရောက်ခြင်းမျိုးရောက်ပါတယ် ားထက်တင်တဲ့ပုံချင်းမီနဲ့ဟာခါမျိုးရဲစခန်းကိုအထူးမရှင်အဖြစ်စင်းနေဝင်ရောက်ပြီးတော်လိုင်းရဲတပ်ဖွဲ့ကရဲဘော်တွေအပါအဝင်စုစုပေါင်း15ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့အာဆိုတော့သူတို့က James Bond ရုပ်ရှင်တွေပါကြီးကြည့်မှာဖြစ်မှာပေါ့ဗျာသူကအထူးမရှင်အဖြစ်ချင်းမီနဲ့ဟာခါမျိုးရဲစခန်းကိုသူတို့ကစင်းနေဝင်ရောက်ပြီးတော့သူတို့ PDF တွေကိုပြန်ပြီးကယ်လိုက်တယ်ဒါဆိုရင်ဟိုတော့သူအောင်ကြအစွန်ဖျားကချင်းမီနဲ့ဟာခရဲစကန်းကိုအထူးမိရှင်ဖြစ်အဲ့ဒီလိုမျိုးထောင်းပေါက်ကယ်မယ်စား ရောင်ဆိုင်စုကြီးကိုသွားပြီးကယ်လိုက်ကြပါလားခင်ဗျားတို့စပြီးတော့လက်တုံးချောင်းထောင်ပြီးလမ်းမပေါ်ထွက်ပြီးအော်ကဲတော့ငါအမေစုနဲ့တမရကြီးချက်ချင်းလို့ချက်ချင်းလို့လို့အဲ့ဒါခင်ဗျားတို့ရဲ့နံပါတ်၄ဦးစားပြီးရွယ်ချက်အဲ့ဒီနောက်ကြမှာသာအာဖက်ဒရယ်အာမီတို့ဖက်ဒရယ်ပြည်ထောင်စုတို့ဒီမိုကရေစီဖက်ဒရယ်တို့ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့နောက်ွယ်ကနိုင်ငံရေးသမားတွေရဲ့သွေးထိုးလှုံ့ဆော်မှုတွေပါလာတာ မတို့ပထမဆုံးစလက်သုံးချောင်းထောင်းလမ်းမပေါ်ထွက်ဒူကြီးအော်တော့ကအမေစုနဲ့တမလာကြီးချက်ချင်းလို့ချက်ချင်းလို့နော်ဆိုတော့အခုချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုနော်အထူးမိရှင်ဖြစ်စီးနင်းဝင်ရောက်ပြီး PD ရဲ့ရဲဘော်တွေကိုကယ်ဆယ်တယ်လို့ပဲခင်ဗျားတို့တိုက်ပြီးတော့အရေးချင်းရှိနေတယ်ခင်ဗျားတို့တိုက်ပြီးတော်နေတယ်ခင်ဗျားတို့တိုက်ပြီးတော့နေမြေတွေတိမ့်နိုင်နေတယ်နော် ဇော်ဝေစိုးပြောတယ်လို့မလေးရှားနိုင်ငံအကျယ်ဝင်းလောက်ထိန်းချုပ်နိုင်နေတယ်ဆိုရင်ပြီးပြီးတော့အကျဉ်းထောင်ကိုဖောက်ပြီးတော့ဒေါ်ဟောဆန်းစုကြည်နဲ့ဦးဝင်းမြို့ကိုကဲလိုက်ပါလို့တိုက်တွန်းချင်ပါတယ်။ကဲမလူစည်းကိုရဲစခန်းကိုပြန်ဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးဝင်ညစ်နေပါတယ်။အဲ့ဒီဈေးကုန်ရဲစခန်းဆိုတာကဈေးကုန်ရဲစခန်းကိုသိမ်းလိုက်ပါပြီဆိုပြီးတော့မဆားရောက်ဝက်ကမန်နေနော်အားရောက်ဝမ်းတာတွေပျော်ကြွှင်ကြပြီးတော့အကျန်းဖက်သမားတွေဖြစ်စည်းလို့ပြည့်စည်သွားတဲ့ရဲစခန်း เนาะအခုကျမ်းမသမားတွေတိမ့်ပြီးလို့တိမ့်တာမဟုတ်ဘူးတို့တို့ကဖြတ်တာเนาะကျမ်းမသမားတွေဖြတ်လို့ပျက်စီးသွားတယ်ဈေးကုန်ကက်မျိုးမျိုးနဲ့ဈေးကုန်ရင်းစကန်ကိုတမတော်ကပြန်လဲထိ ंछ ုပ်ပြီးတော့เนาะဟာပြန်လဲတိဆောက်နေတယ်အဲ့ဒါကိုဗာပြောလဲဈေးကုန်ရင်းစကန်ပြန်ဆောက်ဖို့အတွက်စီအုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှစ်နေပါတယ်တဲ့ဘာကြောင့်ပြန်ဆောက်ရတာလဲနင်းတို့ကျမ်းဖတ်သမားတွေမြို့သိမ်းတိုက်ခွဲဆိုပြီးမြို့ဖြတ်လိုက်လို့နင်းတို့ကြောင့်ပျက်စီးသွားလို့ပြန်ဆောက်ရတာလေ ကားအကြောင်းစကားကိုကလင်ကကြပြောနေကြရတယ်။နောက်ထပ်မြောင်းနဲ့ဇေကုံးရွာကိုဆွေဟုစုကလေချောင်းကဘုံချဲတဲ့အတွက်ဒေသခံ20ထိခိုက်ဒဏ်ရာရပါတယ်။အဲ့ဒီမြောင်းဆိုတာကအန်ယူဂျီပညာရေးဝန်ကြီးဌာနအန်ယူဂျီပညာရေးဝန်ကြီးယုံဖွင့်မယ်လို့ပြောခဲ့တဲ့နေရာအခု2025တလပိုင်းတုန်းကလွင်ကိုလက်ပြောတယ်အန်ယူအန်ယူဂျီပညာရေးဝန်ကြီးယုံစောက်မယ်ဆိုတဲ့နေရာဖြစ်ပါတယ် ်เนาะဆိုတော့မြောင်းမှာလဲတက်မတော်ကထိုးစစ်စင်ပြီးအောင်ပွဲစင်နေတယ်ဝရန်ပြည်မြက်ကြော်ပြောတဲ့အောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုမှုတ်ပြီးတော့စစ်ခရာမှုတ်ပြီးတော့စင်းကြီးဟီတန်နေမချရသေးပါဘူးရှင်နောက်ထပ်တဲ့တင်ပေါ့မကွေးတိုင်းနဲ့မြိုင်နဲ့ပေါက်နယ်မှာလေကြောင်းကနေဘုံကျွတိုက်ခိုက်တဲ့အတွက်နှစ်ပတ်အတွင်းမှာဒေသခံ၄ဦးထပ်မင်းနဲ့တေဆုံးပါတယ်အဲ့ဒီမကွေးတိုင်းမြိုင်နဲ့ပေါက်ချားမှာ တရပင်ကရင်းနှံမြေလက်ပံလိုရင်းနှံမြေဖလန်ကရင်းနှံမြေဆိုပြီးရင်းနှံချင်းတွေရှိရဲအဲ့ဒီမှာတော်လန်ရေးအမိခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့တွေကပြည်တစားခံ15ခံဖွင့်ပြီးတော့ CDN လုတ်သွားတဲ့ဝန်ထမ်းတွေနဲ့အင်မတန်မှရိုးသားသောအညာသူလေးတွေကိုတပည့်ဆိုင်မှာသွယ်ထုတ်အလုပ်လုပ်ရမယ်လို့လိန်လေခေါ်ဆောင်ပြီးပြည်တစားခံဤအခွင့်လိန်ကြုံဖြစ်အသုံးချနေတဲ့နေရာဖြစ်တယ် ဲ့ဒီပြည်ထောင်ခန်းနေမှာเนาะ NUG ကဝင်ကြီးတွေ KYA ကဒူဝါတို့ဒူချုံတို့လာလို့ရှိရင် CDM မိတ်ကလေးတွေ PDF မိတ်ကလေးတွေကနော်လိမ်အမေဖြစ်ဖြောပြေရပါတယ်ဧကန်ရပါတယ်ဆိုတဲ့အကြောင်းကိုအောင်စော်တို့အေယာဝေးသတင်းဌာနကအညာတူပိုင်းဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြခဲ့တာဖြစ်တယ်ဒီနေရာဒီချိန်ဒီသတင်းကိုဒီနေ့အချိန်ထိမျိုးသမီးရေးတက်ကြွလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေလူခုခွန်ရေးတက်ကြွလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေဗဇက်ပေါက်ပိတ်နေကြပါတယ် ဒီတိရင်အကုန်လုံးမှာတမရော်ကအောင်ပွဲဆင်ပြီးတော့အချမ်းဖတ်သမားတွေခွေးတွေဝက်တွေတင်းနေတာပဲတွေ့မြင်ရပါတယ်ဆိုတော့ဘုံကျုံအမျိုးရုပ်မြက်ကြော်ပြောတဲ့2025ဒီဇင်ဘာမှာအောင်စီအောင်မောင်းတဲ့စစ်ခရာတွေဘလို့မှုတ်ပြီးတော့စစ်မြင်းတွေဘလို့ဦးရင်မလဲဆိုတာဟာဆက်လက်စောင့်မျှော်ကြည့်ရှုနေပါမယ်ဟာ မြဝတီ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနင်းရန်ရှိသောကြောင့်တရုတ်ထိုင်းအပါဝင်နိုင်ငံသားသား300ကျော်နှင့်ပြည်တွင်းအလုတမာများအရာချီထွက်ပြေး KK ဘက်ကိုစီမံခန့်ခွဲနေသော BGF ကဂိတ်ဖွင့်ပေးထား။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ရှိ KK ဘက်ကြားဖြတ်ရုံများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းရန်ရောက်ရှိနေပြီးနိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းနေဆက်မှကရင်တရင်ရင်မြစ်ကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုသည်။ အော်တိုဘာလာ22ရက်နေ့နနက်8နာရီခန့်တွင်မြဝတီမြို့တောင်ဘက်ရှိ KK ဘက်ကြားဖြန့်ယုံများကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းရန်ရောက်ရှိနေခြင်းကြောင့်တရုတ်နှင့်ထိုင်းနိုင်ငံသားများအပါအဝင်နိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။လက်ရှိချိန်တွင်ထွက်ပြေးတိမ်းရှောင်နေရသောနိုင်ငံသားများသည်ထိုင်းနိုင်ငံဘက်သို့ကမ်းကူးရန်လှုပ်ဆောင်နေပြီး KK ဘက်ကိုစီမံခန့်ခွဲနေသော BGF တပ်ဖွဲ့ကလည်း KK ဘတ်တွင်ရှိတကားများနှင့်ဂိမ်းများကိုဖွင့်ပေးထားကြောင်းသိရှိရသည်ဒီနေ့နနက်၈နာရီမှာမြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK ဘတ်ကြားဖြန့်ရုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ဖို့ရောက်နေတယ်လို့သိရတယ်တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်အခြားနိုင်ငံသား၃ရာကျော်ထွက်ပြေးတိမ်းရှောင်နေတဲ့ KK ဘတ်ဝင်စီးတော့မယ်ဆိုပြီး BGF KF ကတကားတွေဖွင့်ပေးထားတယ်လို့သိရတယ်။တရုတ်တွေထိုင်းတွေကန်ကူဘူလှေကိတ်တွေပတ်ဆင်းလာနေတယ်။ထိုင်းဘက်ချမ်းကူတော့မကူရသေးဘူးစစ်တပ်နဲ့ BGF က KK ဘက်ဆိုင်နားမှာပဲရှိနေတယ်ဟုပရင်တည်ရင်းမြစ်ကပြောဆိုသည်။ KK ဘက်ကိုစွန့်ခွာလာတော့နိုင်ငံသားများအနက်မှထိုင်းနိုင်ငံသားများကိုထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးအခြားနိုင်ငံသားများကိုကူးခွင့်မပေးကြောင်းပြည်တွင်းမှမြန်မာများမှမူမြတ်သူမြတီမျိုးနှင့်ရွှေကိုဘက်သို့သွားရန်စူးစမ်းနေကြကြောင်းသိရှိရသည်။